နင်းစိန်မိုးလေဝသတည်ရင်2025ခုနှစ်အောက်တိုဘာလ24ရက်နေ့မနက်ခွန်းနိုင်အချိန်ထုတ်ပြန်ချက်ဘင်္ဂလားအင်လေအော်အချီနီမှာဘင်္ဂလားပင်လေအော်မြောက်ပိုင်းနှင့်အရှေ့အလယ်ပိုင်းတို့တွင်တိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လေပင်နှင့်ကြံဘင်္ဂလားပင်လေအော်တို့တွင်တိမ်အသိမ့်အသိမ့်မှတိမ်ထူထပ်နေပါသည်ယနေ့ညနေအထိခံမှန်းချက်မှာ မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်တိမ်အထင်အတန့်ဖြစ်ထွန်းပြီးတနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနဲ့ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရန်နှုံးပြည့်ဖြစ်ပါသည်။